အမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့တောင်ကိုရီးယားနိုင်ငံမှာအေပက်ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရင်းဘူဆန်မြို့မှာတီးတန်းတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။2019ခုနှစ်နောက်ပိုင်းသမ္မတထရန်နဲ့သမ္မတရှီတို့ပထမဆုံးကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။သမ္မတထရန်ကသမ္မတရှီဟာကြီးမြတ်တဲ့နိုင်ငံကောင်းဆောင်တူဖြစ်ပြီးအမေရိကန်နဲ့ရေရှည်တဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုရရှိလိမ့်မယ်လို့ထင်မြင်ပြီးသမ္မတရှီနဲ့အမြဲတမ်းကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်လို့ပြောဆိုပါတယ်။ နှစ်နိုင်ငံကုန်သင်းနဲ့ပတ်သက်ပြီးအမေရိကန်ကအများကြီးသဘောတူထားပြီးဖြစ်ပြီးဒီဆွေးနွေးပွဲမှာလည်းထပ်ပြီးသဘောတူကြပါလိမ့်မယ်လို့တမရထွန်ကဆွေးနွေးပွဲအစမှာပြောဆိုပါရယ်တမရရှိချင်းဖြင့်ကကမ္ဘာထိပ်တည်စည်းဝေးနှစ်နိုင်ငံကြားမှာရန်ဖန်ရန်ခပဋိပက္ခတွေကြုံတွေ့ရတာပုံမှန်ဖြစ်ပြီးတရုတ်အမေရိကန်ဆက်ဆံရေးအတွက်ခိုင်မာတဲ့အခြေခံအုံမြင့်ချဖို့တမရထွန်နဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိပြီးနှစ်နိုင်ငံအတွက်အခြေအနေကောင်းတစ်ခုဖန်တီးပေးချင်တယ်လို့ပြောကြားခဲ့ပါရယ် နှစ်နာရီကြာဆွေးနွေးပွဲပြီးမှသမရထန်နဲ့သမရရှိတို့ထပ်မံလက်ဆွဲနှုတ်ဆက်ကြပြီးသမရထန်ကဘူဆန်လီစိတ်ကနေအာရှခီစဉ်ကိုအဆုံးသတ်ခဲ့ပါတယ်။တရုတ်နိုင်ငံကဒီလအစောပိုင်းမှာမြေရှားတပ်ထုအပါအဝင်တရုတ်ကုန်ပစ္စည်းတင်ပို့မှုကိုထိန်းချုပ်တင်းကျပ်ခဲ့ပါတယ်။သမရထန်ကလည်းတရုတ်ကုန်စည်တွေပေါ်အခွန်တရာရာခိုင်နှုန်းပုံမှုချမှတ်မယ်လို့တုံ့ပြန်ချင်းချောက်ခဲ့ပေမယ့်အခုတော့အဲဒီကိစ္စတွေကပြီးဆုံးသွားပြီလို့ပြောပါတယ်။တရုတ်နိုင်ငံကအမေရိကန်ရဲ့ပေပါဆက်နဲ့ တခြားလျာထွက်ကုန်တွေကိုပြန်လည်ဝယ်ယူမှာဖြစ်ပြီးမြေရှားတပ်ထုကိုလည်းပြန်တင်ပို့မှာဖြစ်တယ်လို့သမ္မတထံကပြောပါတယ်။မူရစ်စေဝါရောစာတမျိုးဖြစ်တဲ့ Fantasy Cecis နေမူဟန်တာဘိုတရုတ်ကုန်စည်တွေပေါ်အမေရိကန်ကအခွန်စည်းကြက်ထားတာရှိပါတယ်။တရုတ်နိုင်ငံကအဲ့ဒီစီးကိစ္စကို ဖြည့်ရှင်းပေးမှာဖြစ်လို့အခွန်စည်းကြက်ထားမှုကို30ရာခိုင်နှုန်းလျှော့ချသွားမယ်လို့သမ္မတထံကပြောပါတယ်။တမရထဟာလာမယ့်အပီလမှာတရုတ်နိုင်ငံကိုသွားရောက်မယ်လို့ပြောကြပြီး အဲ့ဒီနောက်ပိုင်းတမရရှိကလည်းအမေရိကန်ကိုသွားရောက်လဲပတ်မယ်လို့ဆိုပါတယ်။တရုတ်နဲ့ကုန်သွယ်ရေးဆွေးနွေးပွဲဟာအလွန်အောင်မြင်ပါတယ်လို့တမရထွန်းကလေးရင်ပေါ်မှာပြောဆိုခဲ့ပါတယ်ရှင်။